လာမယ့်2016ခုနှစ်မှာကျွန်တော်အရန်ကမှအားပေးကြတဲ့နောက်ပြီးအရန်ကမှလိုက်ပတ်ကြတဲ့မင်းသမီးမဟုတ်ကိုနဲ့ UFC ရဲ့ချန်ပီယံဖြစ်တဲ့ညမနဂိုင်းရဲ့ချင်းတိုင်းသားလေးဂျိုရှူအပန်တို့ဟာမကြာခင်မှာပဲလူချင်းတွေ့ဖို့စီစဉ်ထားရဲဆိုပြီးနောက်ပြီးသူတို့လူချင်းတွေ့ရမှာလဲဒီအတန်ရေရိုးသားသားမဟုတ်ပဲနဲ့မင်္ဂလာကိစ္စပါပါဝင်ခဲ့တယ်ဆိုပြီးလဲတော်တော်လေးကိုနာမည်ကြီးနေပြီပဲဖြစ်ပါတယ်အလုံးတီကြတဲ့အတိုင်းပါပဲဂျိုရှူအပန်ဟာပန်တို့ကြောင့်အနိုင်ရရှိပြီးတဲ့နောက်ပိုင်းမှာ UFC flyweight တန်ရဲ့ ချန်ပီယံတောင်ဖြစ်လာခဲ့တာပါဒါ UFC သမိုင်းလျှောက်မှာဒုတိယအသက်ငယ်ဆုံးနဲ့ချန်ပီယံဖြစ်သွားခဲ့တဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံကချင်းတိုင်းသားဂျိုရှူအဘန်ပဲဖြစ်ပါတယ်တချို့မနာလို့သူတွေကလည်းပြောကြပါတယ်ဂျိုရှူအဘန်ဟာအခုလိုမျိုး UFC Flyweight ရဲ့ချန်ပီယံဖြစ်လာတာဟာပန်တိုဂျာအခုလိုမျိုးအကြနာသွားလို့ဂျိုရှူအဘန်ဟာအခုလိုမျိုးကံကောင်းလို့သာချန်ပီယံဖြစ်လာခဲ့တာပါတကယ်တမ်းတူတူငါကအချိန်နဲ့ရှင်ပြန်ခဲ့ကြရင်ပန်တိုဂျာပဲနိုင်မှာဆိုပြီးလဲမြန်မာနိုင်ငံကလူတွေချို့ကလည်းအငုံစိတ်နဲ့လူတွေကတော်တော်လေးကို ဂျိုရှွာဝမ်ရဲ့အခုလိုမျိုးချန်ပီယံဖြစ်သွားတဲ့အတွက်မနာလိုပစ်ချသူတွေကလည်းရှိသွားသေးတယ်။ဆိုတော့ဘာပဲပြောတော်ရဲမြန်မာနိုင်ငံကချင်းတိုင်းလေဂျိုရှွာဘာဟာ UFC ဖလိုင်ဝေးတိုင်ရဲ့ချန်ပီယံဖြစ်သွားပြီးနောက်ပိုင်းမှာဘရာဇီးဖိုက်တာပန်တိုချောင်းကိုအနိုင်ရရှိသွားတဲ့အတွက်ထိုးချီဟာဒေါ်လာသန်းချောင်းရရှိသွားပြီးတော့အခုဆိုရင်ဂျိုရှွာဘာဟာတကယ့်ကိုမီလီယံနဲ့တစ်ထည့်ဖြစ်သွားပါပြီ။အကြောင်းမို့အခုချိန်မှာသူ့ရဲ့ဘေးနားမှာကော်မလီရဲ့ချောလေးတွေကလည်းတော်တော်လေးကိုဝိုင်းဝိုင်းလည်နေပါပြီ။ တပတ်မလအလုံးတိကျအတိုင်းပါပဲဂျိုရှုဝါဘဟာသူအရင်ကတည်းကသဘောကျနေတတ်တဲ့အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်အဲ့ဒါတော့ကျွန်တော်ရဲ့ဝိုင်းမင်းသမီးချစ်ဖြစ်တဲ့မင်းသမီးမဟုတ်ရီကိုပါပဲမဟုတ်ရီကဂျိုရှုဝါဘကိုဘလောက်တိအားပေးတယ်လဲဆိုရင်သူ့ရဲ့ရှုတင်ထက်မှာတော့ဂျိုရှုဝါဘတိုးနေတဲ့ပွဲကိုကြည့်ပြီးတော့တော်တော်လေးကိုအားပေးခဲ့တာပါဂျိုရှုဝါဘဟာ UFC ဖလိုင်ဝေးတိုင်းရဲ့ချန်ပီယံဖြစ်သွားတဲ့အချိန်မှာလဲမဟုတ်ရီကတရားကိုသူ့ရဲ့ဆိုရှယ်မီဒီယာကောင်းနေစေ congratulation မှာဘန်းဆိုပြီးလဲသူ့မကိုရိုင်းကွန်ပျူတာချင်းမြင်ခဲ့တာလည်းဖြစ်ပါတယ် ဆိုတော့အခုပေါက်ကြားလာတဲ့သတင်းတွေကကျွန်တော်ရဲ့ UFC flyweight တန်ရဲ့ champion ဖြစ်တဲ့ Joshua ဘာနဲ့ကျွန်တော်အမြဲတမ်းအားပေးကြတဲ့ Wayne Mendez မောဟီကိုနဲ့လက်မှတ်2026မှာလူချင်းတွေ့ပြီးတော့မင်းလာကိစ္စဆွေးနွေးဖို့စီစဉ်နေကြတယ်ဆိုပြီးတော်တော်လေးကိုနာမည်ကြီးနေရလည်းဖြစ်ပါတယ်ဒီကိစ္စဟုတ်လားမဟုတ်လားဆိုတော့ဒီချမ်တီသေးပေမဲ့လည်းတကယ်တမ်းသာ Joshua ဘာနဲ့မောဟီကိုချစ်ချိုက်ကြတယ်ဆိုရင်အခုကြည့်နေတဲ့ Predator အနေနဲ့ရော Joshua ဘာနဲ့မောဟီကိုသဘောတူကြရလားဆိုတော့ Predator ရဲ့အမြင်ကိုလည်းပြောပြပြီးသွားလို့ရပါတယ်နော်